ဒီနေ့မောင်ပြေဆုံးထွန်မမေတ္တံတို့ရဲ့မင်္ဂလာဥက္ကလာအခါတမယမှာနေစဉ်ပွားများ မင်္ဂလာတရားဆိုတဲ့ကောင်းစဉ်နဲ့ဦးဇင်းတို့10မိနစ်15မိနစ်လောက်တရားဟောကြားပေးပါမယ်။မောင်ပြေဆုံးထွန်နဲ့မမေတ္တံတို့ဒါမမီတို့မင်္ဂလာဥက္ကလာမင်္ဂလာယူတဲ့အချိန်ခါပေါ့မင်္ဂလာဆောင်တဲ့ဆိုတာ မင်္ဂလာတရားတွေနဲ့ပြေဆုံးအောင်ကြိုးစားအားထုတ်တာကို ဒါမင်္ဂလာဆောင်တယ်လို့ခေါ်တာမင်္ဂလာဆိုတာ အကုသိုလ်စိတ်ဆင်းရဲစေတဲ့အကြောင်းအရာတွေကိုဖယ်ရှားပြီးတော့စိတ်ချမ်းသာမဲ့အလုပ်စိတ်ချမ်းသာမဲ့စကားစိတ်ချမ်းသာမဲ့အတွေးကို တွေးခြင်း ပြောခြင်းပြုလုပ်ခြင်းပြောဆိုခြင်းဒီဒါမင်္ဂလာလို့ပြောတာအဲ့ဒီမင်္ဂလာတရားတွေကိုအမြဲတမ်းဆောင်တာတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီပုဂ္ဂိုလ်များက မင်္ဂလာ ရှိသောဇနီးမောင်နှံတွေဖြစ်ကြတယ် တူနဲ့တူအိမ်အောင်ပြုတ်ကြတယ်ဆိုတာဒါလောက အပါဝါဒုံလန်းစင်လာအတိုင်းပါပဲမင်္ဂလာပြုတ်ကြအင်္ဂလာမင်္ဂလာဆောင်ကြတယ်ဆိုတာယခုဘဝမှာဆောင်ရတာမဟုတ်ဘူးအတိတ်ဘဝတုန်းကပါလာတဲ့ကုသိုလ်ရေဆက်တွေကြောင့်တရားနဲ့တရားတွေးကြတယ်ဆုံကြအဲ့လိုတွေးကြဆုံကြတော့မင်္ဂလာဆောင်တယ်ဆိုတော့တရားနဲ့တရားမင်္ဂလာတရားတွေနဲ့ပြည့်စုံအောင် တအိုးတအိမ်တည်ထောင်ကြတာပေါ့ဒါကိုမင်္ဂလာဆောင်တယ်လို့ခေါ်တာမင်္ဂလာဆောင်တယ်ဆိုတာနှစ်ဖက်သောမိဘတွေနဲ့တိုင်တိုင်ဝိုင်းဝိုင်းနဲ့ပစ္စည်းတွေနဲ့လက်ဖွဲ့တာတို့ဒါမျိုးကိုပြောတာမဟုတ်ဘူးအဲ့ဒီမင်္ဂလာဇနီးမောင်နှံနှစ်ယောက်မင်္ဂလာမင်္ဂလာဇနီးမောင်နှံနှစ်ယောက်ယနေ့ယခုအချိန်ကစပြီးတသက်တာကာလပတ်လုံးကောင်းကျိုးချမ်းသာတွင်နှင့်ပြည့်စုံနိုင်တဲ့ ကုသိုလ်တရားနှစ်ယောက်လုံးမှာစိတ်ချမ်းသာစေနိုင်တဲ့လုပ်ငန်းတွေကို ပြုလုပ်ဆောင်ရွက်ခြင်းဖြင့်မင်္ဂလာရှိအောင် ဆောင်တာခြင်းကိုဒါမင်္ဂလာဆောင်တယ်လို့ခေါ်တာဥစဉ်တော့ငွေတော့ကအခုခေတ်လူတွေကတော့မပြည့်တော့ဘူးပေါ့ငွေတော့ကဆိုရင်ထမင်းတွေဟင်းတွေချက်ရင်ဖိုကနောက်၃ခုရှိတဲ့အဲ့ဒီဖိုကနောက်ပေါ်မှာထမင်းအိုးဟင်းအိုးတွေတဲရတာချက်ရတာ ောက်ကထင်းနေမိဆိုင်ပြီးတော့ချက်ရယခုကိုလိုမျိုးယခုခေတ်ကတော့ပေါင်းအိုးဒီပါကြီးဆိုတော့နားမလေတော့အဲ့ဒီဖိုခနောက်၃ခုရှိတဲ့မိဘပေါ်မှာသမင်းအိုးဟင်းအိုးကြီးချက်ရတော့အဲ့ဒီဖိုခနောက်၃ခုကညီညီမှတစ်ခုခုကကျိုးနေမယ်ဆိုရင်အဲ့ဒီသမင်းအိုးဟင်းအိုးကြီးကချက်လို့မရအောင်အဲ့ဒီအိုးကလည်းမတီမြဲတော့ပြုတ်ကြမှာပေါ့ ထို့တူပဲမင်္ဂလာဇနီးမောင်နှံနှစ်ယောက်မင်္ဂလာဆောင်ကြပြီးဆိုရင်အသီးသီးလိုင်းနာချင်းသုံးရမယ့်တရားတွေကတော့အများကြီးရှိတာပေါ့အဲ့ဒါမှဥစ္စနောအချင်းချင်းပဲပြောမယ်နံပါတ်၁သစ္စာတရားနံပါတ်၂မေတ္တာတရားနံပါတ်၃ကျင့်ဝတ်တရားဒါဖို့ခနောက်၃ခုပဲမိမိတို့အိမ်တော်ကြီးတည်မြဲဖို့အတွက်ဒီတရား၃ပါးကို အမြဲတမ်းကျင့်သုံးနေရမှာဖြစ်တယ် ဲ့ဒီတရား၃ပါးကိုအမြဲတမ်းကျင့်သုံးနေရင်ဖို့ခနောက်၃ခုကညီမျှနေတဲ့အတွက်ကြောင့်ထမင်းအိုးပဲတဲတဲဟင်းအိုးပဲတဲတဲအလုံးတည်လို့ရတဲ့အဲ့ဒီအိမ်တော်ကြီးကလည်းตายနေတယ်ခိုင်မြင်းနေတာပေါ့နံပါတ်၁သစ္စာတရားသစ္စာကြီးရှိရတော့မှနဂိုတောင်းကအိမ်တော်မပြုတ်ခင်တုန်းကတော့လူလွတ်တွေဆိုတော့သွားချင်ဟာသွားလို့ရတယ်စားချင်တာစားလို့ရတယ်ပျော်ချင်တာပျော်လို့ရတယ် ယနေ့အင်တော်ပြုလာပြီးနေ့ကစပြီးတော့တယောက်နဲ့တယောက်တစ္ဆာတွေမဖောက်ရတော့တစ္ဆာဖောက်တယ်ဆိုတာကိုချင်းတရားတွေပြည့်ရင်းတော်ခေါ်တဲ့ယောက်ျားလေးရတယ်မိန်းကလေးရဲ့ဘုံမှာမိန်းကလေးရတယ်ယောက်ျားရဲ့ဘုံမှာတစ္ဆာတွေစောက်ထင်းရတော့မှငကိုတုံးကတော့မိမိအင်တော်မပြုခင်တုန်းကတော့လူငယ်ဘာသာဘာဝပြောချင်းလဲပြောမှာပဲစားချင်းလဲစားမှာပဲတောက်ချင်းလဲတောက်မှာပဲအပေါင်းအသင်းတွေရှိနေကြတာကိုဒါပေမဲ့ အိမ်တောင်ရင်အိမ်တောင်ကျတဲ့နေကစပြီးတော့အဲ့ဒီအပျော်ပါးတွေကိုရှောင်ကျင်ရတော့မယ်အတော့အစားတွေကိုရှောင်ကျင်ရတော့မယ်ကိုချင်းတရားတွေဖောက်ပြမယ်အလုပ်ငန်းတွေကိုရှောင်ကျင်ရတော့အဲ့ဒါသစ္စာသောက်ဆောက်ခြင်းကိုခေါ်တာအဲတရားနဲ့တရားသစ္စာမလျှောက်ဘူးယောက်ျားကလည်းအိမ်တော်ကြီးဖောက်ပြန်တယ်မိန်းမမိန်းကလေးကလည်းအိမ်တော်ကြီးဖောက်ပြန်တယ်ဆိုရင်အဲ့ဒီမိသားစုအဲ့ဒီအိမ်တော်ကြီးအတိုင်းဝိုင်းဘလောက်ပဲပြေဆုံးနေပါစေ တနည်းမဟုတ်တနည်းရလို့ပြိုကွဲသွားမှာဖြစ်ပါဒါကြောင့်မို့နှစ်ပတ်တည်းအရေးကြီးဆုံးကပစ္စာတရားပဲတရားနဲ့တရားပစ္စာထားနိုင်ဖို့ခနာကအစဉ်ပြောခဲ့ပြီးပြီအိမ်တော်ပြုတ်တယ်ဆိုတာအခုမှတွေးရလို့အိမ်တော်ပြုတ်ရတာမဟုတ်ဘူးအတိတ်ဘဝတုန်းကပါလာတဲ့အတူရေဆက်ချခဲ့တဲ့ကုသိုလ်ရေဆက်ကြောင့်မိမိတို့လာပြီးတော့ဆုံကြခြင်းဖြစ်တဲ့အတွက်ကြောင့်တရားနဲ့တရားမေတ္တာထားပြီးတော့ ပစ္စာတရားတွေစောက်ထိန်ကြမယ်ဆိုရင်အဲ့ဒီအိမ်တော်ကြီးသားရတယ်ဒါကြောင့်မို့နံပါတ်၁ပစ္စာတွေစောက်ထိန်ကြပါပစ္စာတွေမဖောက်ကြပါနဲ့ကိုခြင်းတရားတွေမပြတ်ကြပါနဲ့နောက်တစ်ခါနံပါတ်၂မေတ္တာတရားမေတ္တာတရားဆိုတာလည်းအရေးကြီးတာပဲအိမ်တော်ကြီးတခုတည်မြဲဖို့ဆိုတာမေတ္တာကိုအခြေခံထားရတယ်ဥမာဆိုပါစို့ ကိုယ့်ရဲ့ယောက်ျားရဲ့အပေါ်မှာကိုယ့်ရဲ့အကိုအရင်းသပွဲမေတ္တာထားရမယ်။ကိုယ့်ရဲ့ဇနီးမယားရဲ့အပေါ်မှာကိုယ့်ရဲ့ညီမအရင်းသပွဲမေတ္တာထားရည်။တောရန်တောင်ကိစ္စတွေကပြဿနာလေးမရှိလာတော့ပြဿနာဆိုတာတန်တရားကနေပြီးတော့ဆလာတာ။တယောက်နဲ့တယောက်တန်တရားဖြစ်ပွဲကိစ္စတွေကိုရှောင်ကျဉ်ရမှာပေါ့။အော်ငါငကိုတော့ငါတော့ငါဘာငါတော့တော်လာလာဆဆသတ်သောလုတ်ပြီမယ်လို့ ယနေ့အိမ်ဆောင်ချတဲ့နေ့ကစပြီးတော့ငါဒီကိစ္စတွေကိုရှောင်ကျင်ရမယ်ငါတောက်စားနေရင်ငါ့ရဲ့အမျိုးသမီးငါ့ကိုချိန်မှာမဟုတ်ဘူးမိသားစုတွေစိတ်ဆင်းရဲမယ်အလို့ငါမလုပ်ဘူးဆိုပြီးတော့ကြောင်းနေတရားမေတ္တာထားလိုက်ရင်အိမ်ဆောင်ကြီးကအစဉ်ပြေသွားတာပဲမေတ္တာရဲ့ဆန့်ကျင်ဘက်သည်ဒေါသမေတ္တာရဲ့ဆန့်ကျင်ဘက်သည်မာမာနအဲ့ဒီတရားတွေကလည်းသိကြောင်းဆရာကောင်းတယ် တရားနဲ့တရားဒေါသဖြစ်လာပြီးဆိုရင်မေတ္တာတရားတွေခံချောင်းလာမယ်မေတ္တာတရားတွေခံချောင်းလာရင် နေကပါလဲငါကပါလဲဆိုပြီးတော့တရားနဲ့တရားစိတ်ဆိုးဒေါသတွေထွက်လာရင်လည်းအဲ့ဒီအိမ်တော်ကြီးကအဆင်မပြေဘူးနောက်တစ်ခါတန်တရားတွေဒါလေးရှောင်ကျင်ရမှာယောက်ျားရဲ့တဘာဝအတော့စားတော့ရှိတတ်တယ်အဲ့ဒီတော့စားရှိတဲ့နေရာကိုအမျိုးသမီးကလည်းနားလည်မှုပေးရမှာ အမြဲတမ်းတော့တောက်စားလို့မရဘူးပေါ့ဒါကြေးကြရင်အပေါင်းအသင်းနဲ့တွေးရင်ဒါကလေးများတောက်စားလာခဲ့မယ်ဆိုရင်အမျိုးသမီးကမေတ္တာထားပြီးတော့နားလည်မှုပေးရမှာတရားနဲ့တရားနားလည်မှုခွင့်လွတ်မှုဆိုတာတဲ့ဒီမေတ္တာတရားပေါ်မှာအခြေခံတဲ့ခွင့်လွတ်ပေးရမယ်ဥမာဆိုပါဆိုအမျိုးသမီးကသူ့ရဲ့တငယ်ချင်းအပေါင်းအသင်းကြီးရှိမယ်ငါတို့ကတွေးအအမြဲတမ်းပေါင်းသိခဲ့တဲ့ယောက်ျားအပေါင်းအသင်းတွေလည်းရှိချင်ရှိမှပဲ။ အဲ့ဒါဒီနဲ့စကားပြောဆိုရီမောနေတာကို တွေ့ပြီးတော့ယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်မှာတန်တရားစိတ်တွေဖြစ်လာရင်အဲ့ဒီအင်တောင်ကြီးကအဆင်မပြေဘူးဒါကြောင့်မို့တရားနဲ့တရားမေတ္တာတွေထားပြီးတော့ခွင့်လွတ်တဲ့သဘောတရားတွေလေပွားများအားထုတ်ရမယ်တရားနဲ့တရားခွင့်လွတ်ရမယ်တရားနဲ့တရားမေတ္တာတွေထားရမယ်အချင်းလင်မယားဖြစ်တဲ့နေ့ကစပြီးတော့မိမိတို့ဇနီးမောင်နှံနှစ်ယောက်မေတ္တာတွေအမြဲတမ်းကိုလူဆက်ဆံနေရင်အဲ့ဒီအင်တောင်ကြီးကသာယာတာပဲ ကဲမိမိတို့နှစ်ယောက်တင်ကရရလားဆိုတော့မဟုတ်ဘူးနှစ်ဖက်သောမိဘတွေမိမိတို့ကအကြောင်းပြုပြီးတော့နှစ်ဖက်သောမိဘတွေကိုလည်းပဲမေတ္တာတွေထားရမယ်။သူမိဘကိုမိဘရဲ့လို့ပြောလို့မရတော့ဘူး။သူမိဘလည်းကိုမိဘပဲကိုမိဘလည်းသူမိဘပဲ။မိမိတို့ကအကြောင်းပြုပြီးတော့နှစ်ဖက်သောမိဘတွေရဲ့အပေါ်မှာလည်းမေတ္တာထားရမယ်။အဖေရင်အမေရင်တပွဲငါအဖေမေမဟုတ်လို့မေတ္တာမထားနိုင်ဘူး။ဒါမျိုးမရှိစေရဘူး။ ယောက်ျားလေးကလည်းမိန်းကလေးရဲ့မိဘတွေကို အမေရင်းအဖေရင်းသပွဲမေတ္တာထားရမယ်မိန်းကလေးကလည်းယောက်ျားလေးရဲ့မိဘတွေကို အဖေရင်းသမေရင်းသပွဲမေတ္တာထားပြီးတော့ကိုလူဆက်ဆံရင်အဲ့ဒီအိမ်တော်ရင်အစဉ်ပြေတယ်အလမမဘယ်နဲ့ကိုမိဘမကိုမိဘသူမိဘကြတော့အလကားပဲဆိုပြီးတော့စိတ်ထားတွေထားနေကြမယ်ဆိုရင်အဲ့ဒီအိမ်တော်ရင်ကအစဉ်ပြေမှာမဟုတ်ဘူးတကြောင်မို့နံပါတ်3မေတ္တာတရားကလည်းအရေးကြီးတယ် နံပါတ်၁သစ္စာတွေစောင့်ထိုင်ရမယ်နံပါတ်၂မေတ္တာတရားတွေကိုစီကိုစီထားနိုင်ရမယ်နောက်တစ်ခါမွေးဖွားလာတဲ့သာသမီကြီးရဲ့ပုံမှန်လဲမေတ္တာထားရမယ်ရှင်မျိုးမေတ္တာပုံမှန်လဲမေတ္တာထားရမယ်အဲ့ဒီမေတ္တာတရားတွေကိုအမေတန်ချင်းသုံးနေအဲ့ဒီအင်တော်ကြီးကအေးချမ်းတာပဲ၊တာယာတာပဲ၊ငြိမ်ချမ်းတာပဲ။ဒါကြောင့်မို့ဒုတိယချင်းဝင်ဖြစ်တဲ့မေတ္တာတရားနဲ့လည်းပြည့်စုံအောင်ကြိုးစားရမယ်။နောက်တစ်ခါနံပါတ်3ချင်းဝတရား ကျင့်ဝတ်တရားဆိုတာလင်ကျင့်ရမယ်ကျင့်ဝတ်မရကျင့်ရမယ်ကျင့်ဝတ်တွေရှိတယ်လောကနေတည်ဆရာတော်ဟောတာတဲ့လောကနေတည်ဆရာသွန်သင်ထားတဲ့ဆုံးမထားတဲ့အဆုံးအမတွေရှိတယ်။ယောက်ျားလေးပြရမယ်ကျင့်ဝတ်မထီမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမဝတ်စားစင်ရင်မြတ်တို့ချင်းငါအင်းလင်ကျင့်ရမြို့သမီးကျင့်ရမှာက အင်းတွင်မူလောက်သိမ့်တုတ်တိချမိစ္ဆာကျင့်ရှောင်း လျော်အောင်ဖြန့်ကျင်ပြီးမမဝုံးငါတို့အိမ်သူချင်းအားစွာစသည်ဖြင့်ကျင်ဝတ်ကျင်ဝတ်တွေရှိတယ်။အဲ့ဒီကျင်ဝတ်တွေကိုအချင်းချင်းလိုက်မယ်ဆိုရင်နံပါတ်1ရအောင်လဲရှာရမယ်နံပါတ်2ရှိအောင်လဲစုရမယ်နံပါတ်3ချွေတာရမယ်နံပါတ်4လိန်မာရမယ်ဒါကျင်ဝတ်3အလုံးတွေကိုအချင်းချင်းလိုက်ရင်ဒီတရား၄မျိုးရတယ် နပတ်တိရအောင်လဲရှာရမယ်အိမ်တော်ပြုလာပြီးနေကစပြီးတော့နှဖက်မိပါတွေကိုဒုက္ခမပေးရတော့ဘူးတဝိုးတင်တီထောင်နိုင်တဲ့တတိဆွန်အားတွေရှိလို့မိမိတို့ကအိမ်တော်ပြုကြတာပဲအိမ်တော်ပြုတဲ့နေကစပြီးတော့ငါတို့လင်မယားသည်နှဖက်တော်မိပါတွေကိုဒုက္ခမပေးမဖြစ်စေရဘူးကိုအိုးကိုအိမ်ကိုကိုကိုဆွန်အားနဲ့ကိုတီထောင်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်တွေမွေးရတယ် အဲ့လိုမွေးပြီးတော့ရအောင်ရှာရမယ်ပိဿံပိဿံနေရအောင်ရှာရမယ်တမာအစည်းဝကြကြပေါ့မိစ္ဆာစည်းဝတော့မဟုတ်ဘူးတမာအစည်းဝကြကြပစ္စည်းတွေကိုလင်ရောမြရောနှစ်အောင်တော့ကြိုးစားပြီးရှာရမယ်အနာဂတ်ကာလမှာသားတွေသမီးတွေဖြစ်လာရင်ကိုမိသားစုတွေချမ်းချမ်းသာသာနေနိုင်ဖို့နံပါတ်1ရအောင်ရှာရမယ်နံပါတ်2ရှိအောင်လဲစုရမယ်ရအောင်တော့ရှာပြီးတော့ တွားချင်တာတွားဟိုအပြောပါသည်လိုက်စမ်းစားတော့ပွဲရသည်လိုက်စမ်းလင်းရမရရဲ့လင်းလူငယ်ကြီးဆိုတာစားချင်းအဲပါပဲစားစားစားလို့ဝင်နိုင်တဲ့အရွယ်မှာအကောင်းကြီးစားနေစရာမလိုဘူးအခြေချပုံကတည်းကပတ်စံကြီးအကုန်ကြကန်ပြီးတော့ဟိုတယ်ကြီးမှာစားတော့ဆိုင်ကြီးမှာကောင်းပါပြီဆိုတဲ့အစားတော့ကြီးသွားစားကြတာဘလောက်ပဲစားရစားရတဝန်းဝယုံပဲဆိုတဲ့သဘောတရားတွေအာလုံးသိပြီးတဲ့အချိန်ပဲမိမိတို့အနာဂတ်ကာလပလန်တွေချပြီးတော့ နောင်လာမယ့်အနာဂတ်ကာလမှာငါတို့ချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ပြပြစုံစုံနဲ့နေနိုင်ဖို့အတွက်နဘတ်တိရအောင်ရှာမယ်ပစ္စည်းဥစ္စာတွေရအောင်စုမယ်အနဘတ်နှစ်ကရှိအောင်လဲစုမယ်ရအောင်လဲရှာမယ်ရှိအောင်လဲစုမယ်ခြွေတာရမှာပေါ့နောက်တစ်ခါနဘတ်၃ခြွေတာရမယ်ပစ္စည်းဥစ္စာတွေကိုမကုံသိနာမကုံစေရဘူးဥမာဆိုပါစို့ဖနက်တရန်ရှိနေရတဲ့သားနဲ့ shopping mall ကိုသွားလို့ဖနက်လှလှလေးတွေ့ရင်ဝယ်ချင်တဲ့စိတ်တွေကိုတီးခန့်ထားရမယ်။ဩငါတို့မှဖနက်ရှိနေတာပဲ။စီးစရာဖနက်တွေရှိနေတာပဲ။ဝတ်စရာအဝတ်တွေရှိနေတာပဲ။အဖို့ကုံမဲ့အလုပ်ကိုရှောင်ကျင်ရမယ်။တန်းနိုင်တဲ့များချွေတာရမှာပေါ်စုဆောင်ရမှာ။ရအောင်လဲရှာရမယ်။ရှိအောင်လဲစုရမယ်။ချွေတာရမယ်။နပတ်လေးလိန်မာရမယ်။လိန်မာရမယ်ဆိုတာ အိမ်တော်ပြုတဲ့နေကစားပြီးတော့ယောက်ျားလေးရတဲ့မိန်းကလေးရဲ့ပေါ်မှာမိန်းကလေးကလည်းယောက်ျားလေးရဲ့ပေါ်မှာကိုချင်းတရားတွေစောက်ထင်းပုံအစွဲအတွက်ဆိုရင်အပေါင်းအသင်းတွေကလည်းကြီးပေါင်းရတော့မှာငကိုယ်တော်ကတော့အပေါင်းအသင်းတွေများတာထားလိုက်တော့အခုခိုင်မှဆိုရင်အတော်စားအပျော်ပါလိုက်စားတဲ့အပေါင်းအသင်းတွေကိုတတ်နိုင်တဲ့များရှောင်းကျင်ရတော့မှာလိမ့်လိမ့်မမနေရမှာတူတော်ကောင်းတွေရဲ့အနည်းနာနေတဲ့အရာတွေကိုခံယူနိုင်အောင်စူးစမ်းအားထုတ်ရမှာ ကိုကလင်မယားဖြစ်လာပြီးဆိုရင်မိသားစုစိတ်ဝမ်းကွဲစင်နိုင်တဲ့အလုပ်တွေကိုတတ်နိုင်သမျှရှောင်ကျင်ဖို့အတွက်မကောင်းတဲ့အပေါင်းအသင်းတွေကိုရှောင်ကျင်ရမှာအပျော်ပါလိုက်စားတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းရင်အပျော်ပါလိုက်စားခြင်းစိတ်တွေပေါ်လာမှာပဲအယက်သေးစားတောက်စားတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းသိရင်အယက်သေးစားတောက်စားခြင်းလာမှာပဲဒါကြောင့်မို့မိမိတို့ရဲ့ဘဝရည်ရည်အတွက် အဲ့ဒီအပေါင်းအသင်းဆိုတာလည်းသိပြီးတော့အရေးကြီးပါတယ်အပေါင်းအသင်းတွေကိုကြည်ပေါင်းတော်ကောင်းတွေပေါင်းဒီပုဂ္ဂိုလ်ကိုပေါင်းခြင်းကြောင့်ငါတို့ရဲ့စီးပွားရေးငါတို့ရဲ့လူမှုရေးတိုးတက်လာမယ်ဆိုရင်ဒီပုဂ္ဂိုလ်တွေကိုပေါင်းအာဒီပုဂ္ဂိုလ်တွေကိုပေါင်းခြင်းကြောင့်ငါတို့စီးပွားရေးတွေပြတ်လာမယ်လူမှုရေးတွေပြတ်လာမယ်အိမ်တော်ရေးတွေပြတ်လာမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေကိုရှောင်း ဲ့ဒီတရားတွေကိုလိုင်းနာချင်းသုံးရင်အဲ့ဒီအိမ်တော်ကြီးကအစဉ်ပြေမှာပဲမင်္ဂလာရှိသောအိမ်တော်ကြီးတဝတ်တိမ်တီထောင်တဲ့အိမ်တော်ကြီးဖြစ်လာမှာဖြစ်ပါဒါကြောင့်မို့ယင်းဒီမင်္ဂလာဥစဉ်မောင်နှံဖြစ်ကြတဲ့မောင်ပြေဆုံးထုံးတဲ့မမေတခြင်းတို့ယနေ့ယခုချိန်ခါမှစပြီးတော့မိမိတို့တဝတ်တိမ်တီထောင်တဲ့နေရာမှာမင်္ဂလာတရားနဲ့ပြည့်စုံဖို့ကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံဖို့စည်းစိမ်ဥစ္စာယတနာတွေနဲ့ပြည့်စုံဖို့ မိမိတို့မင်္ဂလာအုပ်ခရီးလမ်းကလည်းဖျောက်တန်းဖို့တာယာဖို့ငြင်းချမ်းဖို့အောင်မြင်ဖို့အတွက်လိုင်းနာကျင့်သုံးရမယ်တရား၃ပါးနံပါတ်၁သစ္စာတရားတရားနဲ့တရားသစ္စာစောက်ထင်းကြပါကိုချင်းတရားတွေမဖောက်ပြန်ကြပါနဲ့နံပါတ်၂မေတ္တာတရားအချင်းချင်းမေတ္တာထားပါနှစ်ဖက်သောမိဘတွေပေါ်မှာလည်းမေတ္တာထားနိုင်အောင်ကြိုးစားအားထုတ်ပါနံပါတ်၃ကိုချင်းတရား လိုင်းနာခြင်းသုံးသိမ့်တဲ့ကိုချင်းတရားတွေကို အပီပီလိုင်းနာခြင်းသုံးဖို့လဲကြိုးစားရမှာဖြစ်ပါတယ်သစ္စာတရားလဲစောက်ထိန်မေတ္တာတရားလဲပွားများကိုချင်းတရားတွေထားကြမယ်ဆိုရင်မင်္ဂလာဆုံးကြီးမောင်နှံတရားယခုပွားမှာလဲအတူတကွပေါင်းသိမ့်ဆက်ဆံတန်ត្រာမှာလဲအတူတကွပေါင်းသိမ့်ဆက်ဆံပြီးတော့နောက်ဆုံးနိဗ္ဗာန်တိုင်အောင်ရောက်ရှိနိုင်တဲ့အကျိုးတရားတွေကိုခံစားနိုင်တဲ့အတွက်ကြောင့် ယနေ့ယခုမင်္ဂလာဆနေမောင်နှံဖြစ်ကြတဲ့မောင်ပြီးဆုံးထွန်းနဲ့မမေတချံတို့မင်္ဂလာဥကာလအခါတမယမှာချက်ဒီမင်္ဂလာဖျားဖျားတို့နဲ့ပြီးဆုံးဖို့အတွက်ဘုရားမရှိသောဆရာတော်တန်ဃာတော်ရှင်သူမြတ်တို့အားဖြင့်ဖိတ်ပြီးတော့စွန့်ခဲပွဲပေါ်စဉ်ချိုးချင်းရတာဖျားဖျားတို့နဲ့တကားလူတန်းရသောပစ္စည်းဝတ္ထုအစုစုတို့ကိုလူတန်းကြောင့်ဖြစ်သောဒါနကုသိုလ်ကံစေတနာ ပေတံဃာတော်ရှင်သူမြတ်တော်အသင်္ကန်းအစရှိသောလူဒန်းပွေရာပစ္စည်းဝတ္တအစူစူတို့ကိုလူဒန်းကြောင့်ဖြစ်သောဒါနကုသိုလ်ကံစေတနာသောတ္တိယသောသီလကုသိုလ်ကံစေတနာပရိတရားတော်များကိုနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ကံစေတနာဤသို့ပေါင်းအံ့များမြတ်သောကုသိုလ်ကံကြောင့်ဒေတော်မာကံမင်္ဂလာဥစ္စနီမောင်နှံဖြစ်ကြတဲ့မောင်ပြေဆုံးတော်မတ်မေတခြင်း မင်္ဂလာဦးဇနီးမောင်နှံနှင့်တကွာနှစ်ဖက်မိပါရွှေမြို့မိသင်္ကာအပေါင်းတော်ကောင်းတို့အားတုခိတာယခုဘဝမှာသံနိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင်ကိုယ်ဆိုင်နှဖျားချမ်းမာချမ်းသာလမ်းဖြာဝန်းသားကြကုန်သည်ဟောတာကောင်းစွာမတ်သွေးဖြစ်ကြပါစေကုန်တည်းဇိနာတာတဏ္ဏငမန်အောင်မြင်ဖျားရှင်ဤအံပွဲရှိဖျားသာသနာတော်မြတ်ကြီးကို ဘဂနာထပိစိယဓမ္မနဗျာသောနှုတ်ကားတို့ဖြင့်ကောင်းစွာမသွေချီးမြှောက်ထောက်ပံ့လိုဒန်းနိုင်ကြပါစေကုန်တည်းနိဗ္ဗာန်ခန္ဓာမိလျံတို့၏ငြိမ်းရာဖြစ်သောနိဗ္ဗာန်ကိုနိဗ္ဗာန်အိုခြင်းဒုက္ခနာခြင်းဒုက္ခပေခြင်းဒုက္ခအပေါင်းတို့၏ငြိမ်းရာဖြစ်သောနိဗ္ဗာန်ကိုပေကံဘဝမကြာစောလျင်စွာဖြင့်ပဗောဓကိုစီကိုငှား ကောင်းစွာမသွေရောက်ရှိနိုင်ကြပါစေကုန်တတိတာတုတာတုတာတုပါဘေယကံဤဇချင်အောင်ဤဇခွဲ့အတူကိုင်းဤဇခွဲ့ချင်အောင်နောက်ပြီးအာလုံးလိုက်ဆိုလိုက် အရှင်မြတ်တို့ဖျာတပြည်တော်တို့ဤ မင်္ဂလာခยีလံဖြောက်တန်းပါစေအောင်မြင်ပါစေကြီးပွားပါစေတိုးတက်ပါစေဤကဲ့သို့ကောင်းမြတ်သော အလိုဆန္ဒတည်ပြေဝပါစေကြောင်းဆုမွန်တောင်းလျက်တပည့်တော်တို့ဤမင်္ဂလာဥက္ကလအခါတမယ၌ ကျေပြီမင်္ဂလာနှင့်ပြေဆုံးဖို့ယံဖရာအမှုရှိသောဆရာတော်တန်ခါတော်အရှင်မြတ်တို့အားမုံမောမြဲ့မြဲ့ချက်ပြုတ်လှူဒန်းအပ်တော်ဆွမ်းခဲပွဲပေါ်စဉ်ချိုးချင်းအရသာအပြပြတော်နှင့်တကား ပေတံကာရောအရှင်မြတ်တို့အာသင်္ကန်းအစရှိသောပစ္စည်းဝတ္ထုအစစတို့ကိုလှူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောပေလကုသိုလ်ပရိတ်တရားနာယူရသောဟောကြားရသော ภาวนากุตุเอโตปองอัญญามญตุกุตุกังเสดนาติพยาตะปิโตโตอโลชิอะตุภวะตัมปติภวะอสิณอตังမြင်တထမြင်ချင်းဘောဂတံပတ္တိစီစိန်ဥစ္စာ ယတနာဆွေငွေတဏိတချာတူပွားပြုဆောင်ခြင်းအာရောကြတံပတ္တိအနာယောဂကင်းစင်ခွာ၍ဘဝခန္ဓာကြံကြံမာမာချမ်းချမ်းသာသာရောဆောင်နိုင်ခြင်းနိဗ္ဗာန်တံပတ္တိ โอนาเตยทุกขาปิโรอิญญิยาอมันญาณนิพพานโตย่องหน่ายหน่ายชินอสาชิโตอโจตยาโตเนตะเนตะชาตุบวาปิสงยาบาโลอิอศีญญะโตพยา ယနေ့ယခုတပြည့်တော်တို့ဤမင်္ဂလာဟုအထင်အမှန်ပြုလို့အာထုံရသောကုသိုလ်ကောင်းမှုအဖို့ဘာကတို့ကိုယခုဘဝရှိရှိဘဝတောစัจသောမိဘဘူဘွားဆရာသမားတို့အား အစထား၍ရေမြေတန်နေပြေရှင်မင်းငရေတန်နေယမမင်းနာတောတန်နေတကြမင်းကိုဆောင်နံဣတကတောဆောင်နံကဘာဣစီတီတော်ဆောင်နံကဘာဣကုံမြေဆောင်နံ မျိုးဆောင်နံနိုင်ငံဆောင်နံကဘာဆောင်နံသာသနာတော်ဆောင်နံအပါအဝိ32ဘုံချင်းလကုံတော်ဝိနေယဒုခိတာဒုခိတာတတဝအပေါင်းတို့အာအမြအမြ ၏အာလုံးသောလူနာပြမသတ္တဝါအနန္တမန္တမြတ်တို့သည်ဖရာတပြည့်တော်တို့နေညီတို့ညီမြထတ်တို့ထမြအမြာရ၍ကိုယ်စိတ်နှဖျံကျမ်းမာကြသည် ကိုစိတ်နှံပြချမ်းသာကြသည်ကိုစိတ်နှံပြဝမ်းသာကြသည်ဖြစ်ကြပါစေတော်အမြာဝေရအောင်ကုသိုလ်အမြာအမြာအမြာယုံတော်မူကြပါကုန်လောတာတို့ တာတုတာတုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတု Tado, Tado.